ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာအောင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရွေးကောက်ပွဲအတုအတွက်နေမည်ထင်းချုပ်ရန်စစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုမိုင်းဆွဲထိုက်ခိုက် ခံရပြီးစေကောင်ကျော်သေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကြခင်ကျင်းပါတော့မယ်စစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲအတွက် မကွေးတိုင်းတရက်မြို့ကနေနေမီထင်းချုပ်ဖို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်သားတွေကိုကာကွယ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းတရက်ခရိုင် MLA တရင်ထံကနေသိရှိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာတရက်မြို့ကထွက်ခွာလာတဲ့အင်အား30ခန့်ပါစစ်အုပ်စုနဲ့ကမ်မမြို့နယ်ယူနီတာရေကင်းစကန်ကနေအင်အား40ဝန်းကျင်နဲ့ထွက်ခွာလာတဲ့စစ်သားတွေဟာတရက်ကမ်မလမ်းပိုင်းအတိုင်းစစ်ကြောင်းတစ်ခုခွဲပြီးထွက်လာခဲ့ပါတယ်။မနက်9နာရီလောက်မှာတော့ရင်းနှီးတာကထွက်လာတဲ့စစ်သားတွေကမ်မမြို့နယ်နမ်မီတောက်ကြေးရွာနာအရောက် ကာကွယ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ခဲ့ပြီးအပြန်အလှန်ထိတွေ့ပစ်ခတ်မှု9မိနစ်ခန့်ဖြစ်ပွားခဲ့ကစစ်အုပ်စုဘက်က6ကောင်ဝန်းကျင်တေဆုံခဲ့တယ်လို့ဆိုပါတယ်။မိုင်းကသူတို့လမ်းမှာတိလို့ကြိုတင်ထောင်ထားတာထက်ကျွန်တော်တို့ကအဲ့ဒီလမ်းပိုင်းကိုကျွန်တော်တို့ပြင်ဆင်မှုတွေလုပ်ထားတဲ့သဘောပေါ့နော်။အဲ့ဒီမိုင်းကွင်းတွေကိုဝင်လာတဲ့စစ်ခတ်တွေကိုကျွန်တော်တို့ဆွဲလိုက်တယ်။နောက်ပြီးကျွန်တော်တို့ပြစ်တယ်။အဲ့ဒီအချိန်မှာသူတို့ကလည်းပြန်ပစ်တာရှိတယ်။ကျွန်တော်တို့ကလည်းပြန်ဆုတ်ခဲ့တယ်လို့တရက်ခိုင်အမလေးတရင်ရဲ့တရင်ပြန်ကြားရေးဌာနတာဝန်ခံကပြောပါတယ်။ မိုင်းဆွဲပစ်ခတ်ခံရပြီးအထိနာသွားတဲ့စစ်ကော်မရှင်တပ်တွေဟာလက်ကျန်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတရက်ကံမလမ်းပိုင်းအတိုင်းထပ်မံစစ်ကြောင်းထိုးလာခဲ့ပါတယ်။အဆိုပါစစ်အုပ်စုဟာစစ်ကြောင်းထိုးရာလမ်းဘေးမှာရှိတဲ့ထမ်းပြူရွာနဲ့ရေရင်းကြီးရွာကနေအိမ်တွေကိုမှုေနောက်ဖျက်ဆီးပြီးဆက်လက်ထွက်ခွာသွားတယ်လို့သိရှိရပါတယ်။အဲဒီနောက်နေ့လယ်၁၂နာရီလောက်မှာတော့အဆိုပါစစ်ကြောင်းစက်တောင်ကြီးရွာနာအရောက်မှာနောက်ထပ်အသိအယူစောင့်ဆိုင်နေတဲ့ကာကွယ်တပ်သားတွေကအနိကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိနစ်30ခန့်ကြာအပြန်အလှန်ဖြစ်ပွားခဲ့ပြီးစစ်အုပ်စုဘက်က10ရောက်ခန့်ထိမှန်သေဆုံးခဲ့တယ်လို့ဆိုပါတယ်ဒုတိယဖြစ်တဲ့တိုက်ပွဲမှာလည်းတိုက်ခိုက်ခံလိုက်ရတဲ့စစ်ကြောင်းကလူတွေရှေ့တူလာတယ်အဲ့ဒီမှာကျွန်တော်တို့အသင်းစောင့်နေတဲ့တက်စစ်တစစ်ကနေအနီးကတိုက်ခိုက်တယ်မျက်မြင်သေဆုံးသူတွေကိုတော့မြင်ရတယ်အခုလက်ရှိမှာသူတို့တန်ရာရသူတွေကိုတရက်စေးရုံမှာရောက်လာပါတယ်လို့အထက်ပါတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်ယခုလိုတိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်စေအုစုကတရရမြွနဲ့စက်တောင်ကြီးရွာဘုန်းကြီးကျောင်းအနီးမှာ လက်နက်ကြီးတွေတပ်စင်ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးတစ်ဝိုက်ကိုရန်တပ်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါ့အပြင်တရက်ကံမလမ်းပိုင်းကိုအုံပြူသွာလာနေတဲ့ပြည်သူတွေလည်းတတိပြူသွာလာကြဖို့တရက်ခရိုင်အမှတ်လေးတရင်ကတိပေးထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ရင်းနှီးသားရေစကန်နဲ့တရက်မြို့ကနေထွက်ခွာလာတဲ့စက္ကဆစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစက္ကဆ16ကောင်တေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းကံမမြွနယ်ရင်းနတာရေစကန်ကနေထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုနှစ်ကြိမ်တိုင်တိုင်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်စုပေါင်း16ကောင်တေဆုံခဲ့တယ်လို့တရက်ခိုင်မလီတရင်ရဲ့တာဝန်ခံကိုမြက်ကပြောပါတယ်ဒီဇင်ဘာလ12ရက်နေ့မှာရွေးကောက်ပွဲအတွက်နေမီချစ်လာတဲ့တရက်မြို့မှာအင်အား30ပါစစ်ကောင်စီစစ်ကြောင်းနဲ့ရင်းနတာရေစကန်ကနေထွက်ခွာလာတဲ့အင်အား40ပါပူးပေါင်းစစ်ကြောင်းဟာတရက်ကံမလမ်းပိုင်းတိုင်းနှစ်ဖက်ညက်စစ်ကြောင်းထိုးလာခဲ့တယ်လို့ဆိုပါတယ်မနက်9နာရီဝန်းကျင်မှာ ကမ္မရင်နတာရေစကန်ကနေထွက်ခွာလာတဲ့အင်အား40ခန့်ပါစစ်ကြောင်းကိုကမ္မမြို့နယ်နမ်မီတောက်ကျေးရွာအနီးမှာစောင့်ကြိုပစ်ကတ်တိုက်ခိုက်ခဲ့ရမှာ9မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်မှမိုင်းကွင်းတွေဝင်လာတဲ့6ဦးခန့်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ရင်နတာဘက်ကလာတဲ့အင်အား40ပါစစ်ကြောင်းပေါ်အဲဒီကနေ6 point ထွက်လာတဲ့စစ်ကားတွေဒီမိုင်းကွင်းတွေကိုဝင်လာတဲ့အချိန်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ထွက်လာတဲ့6កောင်လုံးအတုံးအယုံပဲဗျာ။ နောက်ကကြံခဲ့တဲ့စက္ခတွေကိုတော့လက်နဲ့ငယ်တွေနဲ့ပြစ်ခတ်ခဲ့ပါတယ်လို့တာဝန်ခံကိုမြက်ကဆက်ပြောပါတယ်။အထင်နာသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာလက်ကျန်အင်အား30ခန်းနဲ့တရက်ကံမှလမ်းပိုင်းတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးထန်းဖြူကြေးရွာနဲ့ရည်တွင်းကြီးကြေးရွာမှဒေသခံပြည်သူနေအိမ်တွေကိုဖောက်ထွင်းမှွေနှောက်ခိုးယူပြီးထွက်လာခဲ့တယ်လို့ဆိုပါတယ်။ဒီကောင်တွေထုံးစံအတိုင်းပေါ်စစ်ကြောင်းထိုးလာရင်အနည်းဆုံးတော့ခိုးတာပဲ။အခုလဲမှွေသွားတယ်ကြားတယ်ပြန်လို့ဆိုပါတယ်။အစူပါစစ်ကြောင်းတရက်မြွနဲ့စက်တောင်ကြေးရွာအနီးအရောက် နေ့လယ်၁၂နာရီမှာထပ်မံပြီးအနီးကပ်စောင့်ကြိုပစ်ခတ်တက်ကြိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကစေကောင်ထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဘက်ကျတော့မိုင်းခွင့်မရှိဘူးဒီကောင်တွေထိုးလာတာကိုကြိုရထားတော့အသင့်ကြိုစောင့်ပြီးတက်ခိုက်တာပေါ့။နိုင်ဝက်လောက်ကြာတဲ့ဗျအဲ့ဒီအချိန်မှာအနီးကပ်ဆိုတော့ဒီကောင်တွေဘက်ကအထီးခိုက်များတော်တယ်လို့ဆိုပါတယ်။တက်ခိုက်ခံလိုက်ရတဲ့တရဲမျိုးမှာထွက်ခွာသွားတဲ့စစ်ကြောင်းနဲ့ပူးပေါင်းမိပြီးတရဲမျိုးနဲ့စစ်တောင်ကြီးရဘုန်းကြီးကျောင်းအနီးမှာလက်နက်ကြီးတက်စင်ကတိုက်ပွဲဖြစ်ပွားရနေရအနီးတစ်ဝက်ကို ရန်တန့်ပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်။ဒါကြောင့်တိုက်ပွဲထပ်မံဖြစ်ပွားနိုင်တာကြောင့်တရက်ကမ်းမလမ်းပိုင်းကိုအုံပြုတ်သွားလာကြမဲ့ပြည်သူတွေအနေနဲ့သတိပြုသွားလာကြဖို့တရက်ခိုင်တရင်လီကအတိပေးထားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတာကတော့စစ်တွေတက္ကဆဝန်တဲကိုအေးအေးရဲ့လက်လက်ကြီးကြီးကြောက်ပောက်ကွဲပြီးစကာမတက်သားတချို့ကိုစေးယုံတင်ထရကသိဆုံးမှုရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တွေမျိုးအခြေဆိုင်တက္ကဆဝန်တဲကိုအာရကတက်တော်ဘက်ကပြစ်ခတ်လိုက်တဲ့ မျက်နှာကြီးကြီးကြောက်ရောက်ပေါက်ကွဲခဲ့ပြီးစကားမအများအပြားစေးရုံတင်ထားရတယ်လို့သတင်းရရှိပါတယ်။အရကတက်တော်ထင်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်မရှင်ဘက်ကလက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်နေတဲ့ဒီဇင်ဘာလ9ရက်နေ့ညပိုင်းမှာအရကတက်တော်ဘက်ကပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။စကားမဘက်ကလက်နက်ကြီးနဲ့၅ချိန်ပစ်ပြီးတဲ့အချိန် A ဘက်ကပြန်ပစ်တယ်။တက္ကဆော့ဝင်းတက်ကိုကြတာကားကိတ်ဝင်းကျင်ကတော့တုံသွားတယ်လို့စစ်တွေဒေသခံတအူးကပြောပါတယ်။တက္ကဆော့ဝင်းတက်ကိုလက်နက်ကြီးကြောက်ရောက်ပြီးနောက် စစ်တွေမြို့ပေါ်မှာလူနာတင်ကားတွေအသွားအလာရှုပ်ထွေးသွားတယ်လို့မြင့်မြင့်ဒေတာခံတွေကအတည်ပြုပါတယ်။စေယုံကြီးကိုလူနာတင်ကားနှစ်ခေါက်ဝင်သွားတယ်။သူတို့အရေးပေါ်ကဝင်လာတာနဲ့စေယုံကလူတွေကိုအဝေးကိုဖယ်ခိုင်းတယ်။စစ်စေယုံကိုတော့တပ်ပိုင်ကားနဲ့ယူတယ်။တရားတလောက်ကတော့တေဆုံးတယ်ကြားတယ်။ဒဏ်ရာရတာလည်းများတယ်လို့စစ်တွေသတင်းရင်းမြစ်ကလေးဝတီ FM ကိုအတည်ပြုပါတယ်။စစ်တွေခြေဆိုင်တက္ကဆရစ်တရင်စနစ်နဲ့နေဗီတို့ကနေအရခတ်တတော်ထိန်းချုပ်ထားတဲ့ ယတိတောင်ပုံနှကျုံပေါတော်တို့ကိုနေရောညပါလက်နဲ့ကြီးနဲ့ပြက်ခတ်နေပြီးအရက်သားတွေနေအိမ်တွေမကြာခဏထိမှန်နေတာဖြစ်ပါတယ်။အော်ရကတ်တတော်ဘက်ကလည်းစစ်ကော်မရှင်ရဲ့တက္ကဆဝင်းတဲ့ကိုလက်နဲ့ကြီးတွေမကြာခဏပြက်ခတ်နေပြီးအဲ့ဒီဝင်းတဲ့ကတပ်သားတွေရာမကြာခဏထိခိုက်ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။အော်ရကတ်တတော်နဲ့စစ်ကော်မရှင်တို့ဟာစစ်တွေမြို့မှာစစ်ဆိုင်ထားတာတနည်းကျော်ကြားမြင်ပြီးဖြစ်ပြီးလက်နဲ့ကြီးနဲ့အပြန်အလှန်ပြက်ခတ်မှုတွေလည်းဖြစ်ပွားနေတာပါခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ ရန်ကုန်မြို့လှေတံစီအနီး Bluetooth speaker sound box နဲ့ရွေးကောက်ပွဲစတင်ရေးဆန္ဒပြစင်မှာစစ်တပ်နဲ့ရဲကလမ်းပိတ်ပြီးလာရောက်ဖြုတ်ယူဆန္ဒပြသူနဲ့စစ်တပ်တို့အကြား online CCTV မှာတစ်ဆင့်အပြန်အလှန်ဆဲဆူခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့လှေတံစီအနီး Bluetooth sound box နဲ့ရွေးကောက်ပွဲစတင်ရေးဆန္ဒပြစင်စစ်တပ်နဲ့ရဲကလမ်းပိတ်ပြီးလာရောက်ဖြုတ်ယူမှုကိုမှတ်တမ်းတင်ရိုက်ကူးထားတာစစ်တပ်နဲ့ဆန္ဒပြသူတို့အကြား online CCTV ကနေတဆင့်အပြန်အလှန်ဆဲဆိုခဲ့ကြောင်းသိရှိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းရန်ကုန်တော်လန်ညီနောင်၄ဖွဲ့ရန်ကုန် Four Brothers Y4B ကရန်ကုန်မြို့ရဲ့အထင်ကရလူစီကာယာလေဒန်စီအနီးဝန်းကျင်မှာအကြံဖတ်စစ်တပ်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကို Bluetooth speaker ဆောင်းပေါင်းနဲ့ဒေါ်ဆင်းစုကြည်မိန်ကွန်းကိုကျော်သက်လင်းရဲ့ပြောဆိုမှုတွေနဲ့အတန်ဖိုင်များဖွင့်၍ဆန္ဒပြခဲ့ကြောင်းအဆိုပါ Bluetooth speaker ဆောင်းပေါင်းမှာ online CCTV ကိုပါတပါးတက်ဆင်ထားတဲ့အတွက် စစ်တပ်နဲ့ရဲတွေကလမ်းပိတ်နေပုံ Bluetooth speaker sound box ကိုကောက်ယူနေပုံတွေကိုတိုက်ရိုက်မြင်တွေ့နေရပါတယ်။ Bluetooth speaker sound box ကိုလာရောက်ဖြုတ်ယူနေတဲ့စစ်တပ်နဲ့ရဲတွေကို online CCTV ကနေတဆင့်စာနာပြသူတွေကဆဲဆိုခဲ့ကြပြီးစစ်တပ်ကလည်း CCTV ကနေတဆင့်စာနာပြသူတွေကိုပြန်လည်ဆဲဆိုခဲ့ပါတယ်။အဲ့ဒီနေ့ကစစ်တပ်ကလေတန်းစီနာမှာတော်တော်တောင်းကျမ်းသွားတာ ပြီးတော့ဈေးတယ်တွေနဲ့တော်လန်လူငယ်တွေနဲ့ကိုရန်တိုက်ဖို့အတွက်ဈေးတယ်တွေကိုဈေးမယောင်ခိုင်းတော်တာမျိုးတွေပါလှုပ်တောင်းလို့ရန်ကုန်တော်လန်ညီနောင်လေးဘွဲ့ရန်ကုန် Four Brothers Y4B မှတာဝန်ရှိသူရဲဘော်တအုပ်ကဆိုပါတယ်ရန်ကုန်တော်လန်ညီနောင်လေးဘွဲ့ရန်ကုန် Four Brothers Y4B ကပြည်သူများအနေနဲ့အကြံဖတ်စစ်အုပ်စုရဲ့အတုရောင်ရွေးကောက်ပွဲကိုညံတတိဖြင့်စက်ကျင်တော်လန်တိုက်ပွဲဝင်ကြရန်လုံးဝမဲတော်မပေးကြရန် No Vote လုတ်ကြရန်အထူးအလေးထားတိုက်တွန်းထားပါတယ် ရင်းပြင်ဒီဇင်ဘာလ10ရက်နေ့တနင်္ဂနွေလောက်အတိုင်းတာနဲ့ပြည်လုံးမဲ့လူတုအတန်တိတ်တပိတ် silent strike မှာလဲပြည်သူများအလုံးပူးပေါင်းပါဝင်ကြရန်တိုက်တွန်းနှိုးဆော်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကမ်ဘောဒီးယားအပေါ်တီးခန့်နိုင်စွမ်းကုံဆုံးသွားပြီလို့ထိုင်းစစ်တပ်ကကြေညာလိုက်ပြီးထိုင်းဝန်ကြီးချုပ်ကလည်းအရှိန်အဟုန်ဖြင့်စစ်တပ်ရန်စစ်တပ်ကိုမီးစိမ်ပြောင်းခွင့်ပြုလိုက်ပြီးဆိုတဲ့တရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကမ်ဘောဒီးယားအပေါ်တီးခန့်နိုင်စွမ်းကုံသွားပြီလို့ထိုင်းစစ်တပ်ကကြေညာလိုက်ပြီးနောက် ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းထိုင်းစစ်တပ်ရဲ့စီးရီဆောင်ရွက်ချက်တွေကိုအပြည့်အဝထောက်ခံကကမ်ဘောဒီးယားကိုအရှိန်အဟုန်နဲ့စစ်တပ်ရန်မီးစိမ်းပြခွင့်ပြုပေးလိုက်ပြီလို့တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒီကနေ့မှာထိုင်းစစ်တပ်ကတရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးကမ်ဘောဒီးယားအပေါ်တီးခတ်နိုင်စွာကုန်သွားပြီဖြစ်ကြောင်းထိုင်းစစ်တပ်အနေနဲ့တိုက်ပွဲဝင်ရန်အပြည့်အဝအသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းကမ်ဘောဒီးယားကလက်နက်ကြီးများအသုံးပြုတိုက်ခိုက်ပါကထိုင်းစစ်တပ်ကအင်အားအပြည့်တိုက်ခတ်ရန်အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။ ထိုင်းပြည်သူလူထုနဲ့အချုပ်အခြာအာဏာအတွက်လိုအပ်သောအရေးယူဆောင်ရွက်မှုများအားလုံးကိုထိုင်းစစ်တပ်ကအပြည့်အဝလုံဆောင်သွားမှာဖြစ်ကြောင်းထိုင်းစစ်တပ်ကိုထိုင်းပြည်သူတွေကအပြည့်အဝယုံကြည်မှုထားရှိရန်ထိုင်းစစ်တပ်ကတောင်းဆိုထားပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံဟာနေဆက်ဒေသဆိုင်ရာအငင်းပွားမှုများနဲ့ပတ်သက်၍ယခင်ကလည်းလက်နက်ကင်ပဋိပက္ခများဖြစ်ပွားခဲ့မှုပင်မယ်လေ။လက်ရှိကာလမှာဖြစ်ပွားနေတဲ့စီးရီးတင်းမာမှုတွေကအမြင့်ဆုံးကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။ဒါ့အပြင်ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်း စစ်တပ်ရဲ့စီရေးဆောင်ရွက်ချက်တွေကိုအပြေအဝထောက်ခံပြီးလက်ရှိစီရေးလှုပ်ရှားမှုတွေကိုရပ်တန့်စရာမရှိတော့ကြောင်းကမ်ဘောဒီးယားရှုံးနိမ့်အာကုံသွားသည့်အထိတိုက်ခိုက်သွားမှာဖြစ်ပြီးစစ်တပ်ကလည်းစစ်တပ်ရဲ့အမိန်ပေးခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်ကထိုင်းပြည်သူတွေကိုကာကွယ်ရန်ကိုသာအတိတ်ကအာရုံစိုက်ထားပြီးကြံတဲ့အရေးကိစ္စတွေကိုဂရုစိုက်မှာမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုသွားပါတယ်။ကမ်ဘောဒီးယားနဲ့ထိုင်းတို့ဟာဂျမနီဒီဇင်ဘာလ10ရက်နေ့ကစတင်ပြီးနှစ်နိုင်ငံအပြင်းထန်တိုက်ခိုက်မှုများစတင်ခဲ့ပြီးနောက် ယခုနှစ်အတွင်းဒုတိယအကြိမ်မြောက်နေဆက်ဒေတာတိုက်ပွဲများဖြစ်ပေါ်လာခြင်းဖြစ်ပါ रे ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆွလက်အောက်မှာအမြင့်ဆုံးလွမြောက်ပြီးတော်လန်နေတဲ့ကိုချင်းတော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ